အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒီ20နံပါတ်1ကိုသင်ပေးတော့မှာဖြစ်ပါတယ်ဗျာနော်ထိတ်စီတမဟုတ်အလဲထိန်ဒါလေးကတော့ကျွန်တော်20နံပါတ်1ကိုသင်ပေးထားပြီဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့နောက်ထပ်20နံပါတ်2ကိုကျွန်တော်မရှိမြအထောက်ကူရအောင်20နံတကွာအချင်းပြပေးတော့မှာဖြစ်ပါတယ်ဗျာနော်ထိတ်စီမဟုတ်ရင်အလဲမှာပေးနေတဲ့ key နှလုံးဖြစ်ပါတယ် တွင်နည်းအရာနှစ်လေးဒီထိရှိတမဟုတ်အလေးထိပ်ပါတော့သူရှားပေးတော့တာက6နှစ်6ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီနှစ်လေးထဲကနှစ်တလုံးအလေးထိပ်နေရာကရှားပေးတော့တာဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာတော့တွင်နည်းအရာ6နှစ်6ကနေရှားပေးတွင်လိုက်တာဆိုရင်6ရှစ်အထိကြီးရတာပေါ့နော်ရှောင်းနေရှောင်းပြီးတော့လေးရှစ်တချပေးသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့အထီးကြီးရှစ်တလုံးကအလဲထဲနေရာကပဲထပ်ပြီးချပေးသွားတာဖြစ်ပါတယ်။ တော့ငါထိတ်စီတော့မဟုတ်အလေထိုင်ဖြစ်ပါတယ်ဗောနော်လေးရှိတည်ပြီးတော့ငါကိုရှိဖြစ်ပါတယ်အဲ့ဒီမှာတော့ငါတလုံးထိတ်စီမြာကခြားပေးထားတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်တုံးထိတ်စီတော့မဟုတ်အလေထိုင်ဖြစ်ပါတယ်ငါကိုရှိပြီးတော့တစ်တစ်လျှောက်ဖြစ်ပါတယ်အထီးကြီးတစ်တလုံးထိတ်စီနဲ့အလေထိုင်နေရာမှာပဲထပ်ပြီးခြားပေးထားတာဖြစ်ပါတယ်ခုန်ကိုကီမာတော့တစ်တေချပြီးတော့ရှောင်းကိုတုံများဖြစ်ပါတယ် ခွန်ကိုထဲကကိုးဇလုံးအလေထိုင်နေရာကရှားပြီးတော့တာဖြစ်ပါတယ်။ဒီဘောနောအလေထိုင်ဖြစ်ပါတယ်။ဟန်ပြီးတော့ကျွန်တော်ငါးခွန်ကီးစုပြီးရတာဖြစ်ပါတယ်။693များပြီးတော့593ဖြစ်ပါတယ်ခင်ဗျာအထီးကြီး9ခွန်တဲက9တလုံးထိစီနေရကဖြစ်ပါတယ်3ညာနေကြီးမှာတော့9ကိုရှိပြီးတော့ อ่า sorry 5 9 3ပြီးတော့5 3 4ဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်တုံညာတလုံးကအလေထိန်နေရာကဖြစ်ပါတယ်တုံငါထိတ်စီတမဟုတ်အလေထိန်အထီးကိမှာတော့5 3ညာ4ပြီးတော့5 3ညာ3ဖြစ်ပါတယ်9ရဲ့ထိတ်စီနေရာဗောနော်ဒီတုံကတော့ထိအပိတ်နေရာကခြားပြီးတွားတာဖြစ်ပါတယ်ကျွန်တော်တို့ကတော့9ထိတ်စီယူပဲယူမှာဖြစ်ပါတယ်ဗောနော်တုံငါအထီးကိမှာတော့5 3ညာ3ပြီးတော့ 336ဆိုတဲ့အတွက်အထီးကီး၃တလုံးထိစီနဲ့အနေထိုင်နေရမှာဖြစ်ပါတယ်။တောင်ညာနေကီးမှာကြတော့336ပြီးတော့တောင်ညာလေးတိဖြစ်ပါတယ်။ဒါကြောင့်မို့တောင်ညာတလုံးထိစီနေရကဖြစ်ပါတယ်။ချောင်းရှိအထီးကီးမှာတော့တုံညာလေးတည်ပြီးတော့ချေလျှောက်ခုနှစ်ဖြစ်ပါတယ်အထီးကီးနှလုံးစလုံးအိုက်ဒီမှာတော့အထိစီနဲ့အလေထဲနေရာမှာကီးနှလုံးစလုံးရှားပြီးတွားတာဖြစ်ပါတယ် လေ6ထိတ်စီတော့မဟုတ်အလေအပိတ်ပေါ့နော်အလေအထီပေါ့နော်6တုံများ6ဆိုတဲ့အတွက်အထီကီးတလုံးကတော့ဒီ6တလုံးထိတ်စီမှာခြားပြီးတော့တယ်ပေါ့နော်6ရှေ့အထီကီးမှာ6 6နှစ်ဖြစ်ပါတယ်6တလုံးထိတ်စီနဲ့အလေထိုင်နေရမှာ ဖြစ်ပါတယ်အခြေအပူဖြစ်ပါတယ်ခင်ဗျာနောက်ထပ်လေ6အထီကီးဖြစ်ပါတယ်6 6နှစ်ပြီးတော့6 6 5ပေါ့နော်အဲ့မှာလေ6တလုံးထိတ်စီနဲ့အလေထိုင်နေရမှာထပ်ပြီးခြားပြီးတော့တာဖြစ်ပါတယ် ဒီကိုတေအတိကိမှာတော့ကျွန်တော်တို့၆၆၅ပြီးတော့၉၆နှစ်ဖြစ်ပါတယ်။ကိကတော့ကိုတလုံးထိတ်စီနေရာကဖြစ်ပါတယ်ဗောနော်။နေလေးကိဖြစ်ပါတယ်။အဲ့ဒီနေလေးကိမှာ၃ညာလေးလေးဆိုရတဲ့အလေးတလုံးကတော့အလေးနဲ့အပိညာဖြစ်ပါတယ်။ကျွန်တော်တို့ကတော့အလေးပဲယူမှာဖြစ်ပါတယ်ဗောနော်။ နေလေကီထပ်ပြီးရတာဖြစ်ပါတယ်နေနေတိရှားပေးသွားတယ်ဗောနော်အဲ့မှာကျတော့နေတလုံးကအထိရှိနေအလဲထဲညာမှာရှေးအပူရှားပေးသွားတာဖြစ်ပါတယ်ရှစ်တုံညာအထိကိမှာတော့နေနေတိပြီးတော့ရှစ်လေးသုံးဗောနော်ဒါကြောင့်မို့ရှစ်တလုံးထိရှိနေရတာဖြစ်ပါတယ်ထိစီမဟုတ်ရင်အလေထိန်ဖြစ်မယ်ဗောနောအဲ့ဒီကိနှလုံးဒီဗောနောโอเคနောက်ထပ်ချစ်လေးတုံးပြီးတော့ဂျင်ရိုတီလေးရှောင်းအထီးကိဖြစ်ပါတယ်ဗောနော ဒီလေးရှောင်းအထီးကီမှာတော့ရှင်းသေးတုံးပြီးတော့ရှေ့ရှောင်းတုံးဖြစ်ပါတယ်အထီးကီရှောင်းတလုံးအလေထိန်နေရာကဖြစ်တယ်ခင်ဗျာအလေထိန်တီဖြစ်ပါတယ်ဗောနော်၃ညနှစ်အထီးကီမှာတော့ရှေ့ရှောင်းတုံးပြီးတော့နှစ်၃ညကိုဖြစ်ပါတယ်နစ်တောင်ညာကိုနစ်နဲ့တောင်ညာနဲ့အလေနဲ့အပိတ်ညာမှာဆွေးပြီးတော့ကီးနှလုံးစလုံးရှာပေးသွားတာဖြစ်ပါတယ်။ ငါခွန်ကီးမှာတော့နှစ်တုံညာကူပြီးတော့ခွန်ခွန်ကူဖြစ်ပါတယ်အထီးကြီးခုနှစ်တလုံးထိစီးနေအသေးထိနေရမှာ ရှေ့အပူရှာပြီးတွားတာဖြစ်ပါတယ်အဲ့ဒီမှာတော့ငါခွန်ကီးသုံးပင်ဆက်တဲ့ရာနေတာဖြစ်ပါတယ်ဗောနောခွန်သုံးညာသုံးညာဆိုရတဲ့ခုနှစ်တလုံးထိစီးနေရဖြစ်ပါတယ်နောက်ထပ်တစ်ပင်မှာလေးငါခွန်ကီးပဲဖြစ်ပါတယ်ခွန်သုံးညာသုံးညာပြီးတော့သုံးခွန်ခွန်ဖြစ်ပါတယ်ခုနှစ်တလုံးအလေနဲ့အပိတ်နေရဗောနော ဒီရှိတုံညာအထီးကိမှာတော့၃ခုခုပြီးတော့အချစ်၉လေးပေါ့နော်အဲ့ဒီမှာရှစ်တလုံးကအထီးစီးနေရာကဖြစ်ပါတယ်โอเคဒီမှာဆိုရင်ထိတ်စီးမဟုတ်ရင်အလင်းဒီဒီ6မြင့်6ကနေတောက်6ကိုပေးနေတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်20ညပြပေးထားမယ်ဒီ20တိုင်းမဲ့ရှင်များ6ရက်6နေ့ရှိတဲ့9ခုရှိပြန်ပြီးတော့အစစ်ကြီးရှင်နေဆိုရင်လည်းစစ်ကြီးလို့ရတယ်ပေါ့နော်ထိတ်တော့မဟုတ် အလေပေါ့နော်အိမ်မှာပေးနေတဲ့ key နှလုံးရှိတယ်နီ20နံပါတ်နှစ်ဖြစ်ပါတယ်ဒီနှစ်တုံညာကိုတပင်ကနေစားပြီးလေးလာကြည့်အောင်ပေါ့နော်339 9နှစ်ပေါင်းတာ71ဒီ6တကြိမ်ဖြစ်ပါတယ်9တကြိမ်က30 3လရာ7ပေါ့နော်63လရာ78ကို အနောက်မှာရှင်းနေထပ်ပေါင်းသားတာဖြစ်ပါတယ်နင်းနဲ့ရှင်းနေပေါင်းရှင်းက30 16ပေါင်းခွန်ခွန်ရှင်းပေါင်းရှင်း15ရာတွေအတွက်ကြောင့်မို့ အဲ့ဒီငါးကိုနိနဲ့ထပ်ပေါင်းရှင်းခွန်ရတယ်ပေါ့နော်ငါးခွန်ဒီထိတ်မဟုတ်ရင်အလေဖြစ်ပါတယ်အဲ့မှာငါးခွန်ကီးမှာခွန်ခွန်ကိုဆွေအတွက်အထီးကီးခုနှစ်တလုံးကထိတ်စီနဲ့အလေထိုင်နေရမှာရှီအပူရှာပေးထားတယ်ပေါ့နော်ဒါကြောင့်မို့ငါးခွန်ကီးမှာခွန်ခွန်ကိုဆွေပြီးတော့ဒီမှာကြီးပြပေးထားတာဖြစ်ပါတယ်၃ပင်ဆက်တိုင်းခွန်ငါးခွန်ကီးရာတီတာဖြစ်ပါတယ်ပေါ့နော်โอเคတို့ခွန်ခွန်ကိုတပြင်ကနေထပ်ပြီးအပေါ်ကလိုမျိုးပဲတွေ့ကြည့်မယ်ပါနော် တုံးတော်များလီတုံညာခုနှစ်က၄ချိန်ဖြစ်တဲ့အတွက်28ကိုရှင်းပေးကြည့်မယ်တိတဲ့ချိန်9နာချိန်58ဒီလေးလေးဒီ76ပေါ့နော် sorry ဒီမှာနေကြည့်မိသွားတယ်လေးလေးဒီ76ဖြစ်မယ်ပေါ့နော်76ကိုရှောက်ပေးကြည့်မယ်ရှင်း3လီက20နဲ့4ကို4ပဲကြည့်ပါမယ်ရှင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ ရှောင်းနေတဲ့ပေါင်းရှင်း30ဖြစ်မယ်ပေါ့နော်ရှစ်က3ချိန်ဆိုရတဲ့အတွက်24တင်းနေပေါင်း25ဆိုရတဲ့အတွက်9ကိုနှစ်ပဲပေါင်းတော့ခွန်9ခွန်ကြီးရမှာဖြစ်ပါတယ်ခွန်3ည3ညဆိုရတဲ့ခုနှစ်တလုံးထိစီးနေရတာဖြစ်ပါတယ်ပေါ့နော်9ခွန်ကြီးမှာခွန်3ည3ညဖြစ်ပါတယ်โอเคနောက်ထပ်9ခွန်ကြီးတစ်ခုထပ်ရတာကိုထပ်ပြီးရှင်းပြမယ်ပေါ့နော်9ခွန်3ပင်စက်တိုက်ဖြစ်ပါတယ် 93လီက55ဖြစ်ပါတယ်9နဲ့ခွန်ပေါင်းရှင်းဆက်နေရမယ်ပေါ့နော်နောက်ထပ်9ကြိမ်ရှင်းတဲ့ကြိမ်ပေါင်းရှင်းဆက်6ရှင်းလေးလီ30နဲ့2 43လီက7ရှင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။နင်းနဲ့7ပေါင်းရှင်းက30နင်းနဲ့2ပေါင်း4လေးနဲ့6ပေါင်း30 9တလုံးကြံတဲ့အတွက်9ကိုနင်းနဲ့ထပ်ပေါင်းရှင်းခွန်ရတဲ့အတွက်9ခွန်ထိစီတော့မဟုတ်အလေထိန်ပေါ့နော်။ 3ခုခုဆွဲအတွက်ခုနှစ်တလုံးအလေထိုင်နေရကရှားပေးသွားတယ်လို့အပိမာလည်းရှားပေးသွားတာဖြစ်တယ်ဗောနော9ခုမှာ3ခုခုဆွဲပြီးဒီမှာရေးပြထားရှင်းဖြစ်ပါတယ်ရှင်းတော့ညာ69လေးရတာကိုထပ်ပြီးရှင်းပြပေးမယ်ဗောနောအပေါ်ကယူတဲ့ဤတိုင်းပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အိမ်မှာအပေါ်ကလူမျိုးပဲအာ69ကို9ကို3နဲ့မြောက်ထားတဲ့အတွက်6ကို3ပြောက်3နဲ့မြောက်တော့7နှစ်ဗောနော4 3 7နှစ်9 3ဒီက27တိတိကို3နဲ့ပေါင်းရှင်း4ဖြစ်ပါတယ်7တစ်ချိန် ဒီ၃နှစ်ကြိမ်ပေါင်းရှင်းက6ရှောင်းလေးဒီ20နဲ့လေနေ၃ဒီက6ရှင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ရှောင်းနဲ့လေးပေါင်းရှင်း30နေနဲ့8ပေါင်းရှင်း30နေနဲ့6ပေါင်းရှင်း30ရှစ်တလုံးကြံတဲ့အတွက်အချက်ကိုလည်းအပေါ်အလိုမျိုးပဲနှင်းနဲ့ပေါင်းရှင်း30ဖြစ်တဲ့အတွက်ရှစ်တုံများအထီးကီးမှာရှစ်ကိုလေးရှစ်တလုံးထိစီနေရကဖြစ်ပါတယ်ရှစ်တုံများကီးမှာရှစ်ကိုလေးဆိုပြီးဒီမှာရှင်းပြပေးထားခြင်းဖြစ်ပါတယ်ဗောနော် ။ဒါဆိုရင်ဒီတစ်ချိန်အတွက်ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ဒီ3ဒလီက3ရမယ်။3နဲ့ဒီ6နဲ့ပေါင်းရှင်း7ဖြစ်ပါတယ်။ကို3လီက20နဲ့ခွန်ကိုကတစ်ချိန်ခွန်လေးလီက20နဲ့ရှစ်3လီ3ကို8နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခွန်3ပေါင်းရှင်း30ယူမယ်ပေါ့နော်ဒီခွန်2ရ3ရပေါင်းရှင်း30ကိုနဲ့1ပေါင်း ရှင်နဲ့ရှင်နဲ့ပေါင်းရှင်း16ဆိုတဲ့အတွက်6ကိုနှစ်နဲ့ထပ်ပေါင်းရှင်းရှင်ဆိုတဲ့အတွက်ကျွန်တော်တို့ဓာတ်ရည်အရ68ဒီထိစီတုံမဟုတ်အလဲထိုင်နေရမှာဖြစ်မယ်ပေါ့နော်ဒါတွင်နည်းအရပြန်လေမြောက်ပြီးရှင်းတာဖြစ်ပါတယ်ခင်ဗျာဒါတွင်နည်းနံပါတ်2ကတော့ကျွန်တော်တွင်နည်းအရဒီမှာ68ဆိုပြီးရနေတာဖြစ်ပါတယ်ပေါ့နော်ထိမဟုတ်ရင်အလဲထိုင်မှာရှားပေးရမယ်လို့ဆိုလိုတယ်ပေါ့နော်တွင်နည်းအရဖြစ်ပါတယ် 20နံမျိုး20နံပါတ်နဲ့ကချောင်းရှိရနေတယ်။ဟုတ်ကဲ့ကျွန်တော်တို့ရှေ့ရဗီဒီယိုမှာတင်ပြထားတာက20နံပါတ်ဖြစ်ပါတယ်ဗောနော်။ဟုတ်ကဲ့ကျွန်တော်တို့ဒီ20နံပါတ်တင်မှာကတော့80တိပြီးရနေတာဖြစ်ပါတယ်ဗောနော်။80တိဖြစ်ပါတယ်80တိဆိုရတော့ကျွန်တော်တို့ဒီမှာ80လုံးတူနေတာ တွေ့ရတယ်ဗောနော်။ ဒါကြောင့်မို့အဲ့ဒီတူနေတဲ့ရှစ်တလုံးပဲပေးသွားမလားတချောင်းများသွေးမလားပေါ့နော် ရှစ်တလုံးတူနေတဲ့အတွက်ရှစ်တလုံးဒီထိစီတုံးမဟုတ်အလဲထိန်ကားပေါ့နော်โอเคဒါလေးကိုကျွန်တော်မိုက်ဆွေများညံကွန်ပြီးတော့အသုံးချလို့ရတာဖြစ်ပါတယ်16ရက်3လပိုင်းအတွက်ဖြစ်ပါတယ်ပေါ့နော်โอเคဗီဒီယိုကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်